crypto ရောအတူရောအလကားရမယ်အစီအစဉ်။ Finance ကနေပြီးတော့ Stakes တောင်းကို Binance ဟိုရဲ Airdrop ရဲ့ Subnetting မြ Project ဖြစ်ကျင်းပလိုက်ပါရယ်။ Summit အနေမှာ crypto stake ယူနေရမှာဖြစ်ပြီးတော့ဘယ်လိုရအောင်လုပ်ရမလဲနဲ့တခြား project အကြောင်းတွေကိုပြောရင်းနဲ့လားလားရှိလားဆိုတာတွေကိုဆွေးနွေးသွားမှာမယ်။ finance holder မှာပါဝင်နေတဲ့အစွင်အကန့်သက် BME ကို simple and yet flexible တမမဟုတ်လို့တောင်းမဟုတ်ရင်လည်း onchain key product တွေမှာ April 29ရက်နေ့မြန်မာစံတော်ချိန်6နာရီခွဲကနေပြီးတော့ April 30ရက်နေ့မနက်6နာရီခွဲ drain ထည့်ထားမယ်ဆိုလို့ရှိရင် HDO token တွေကို add ရရမှာပါ ဆိုတော့ဒီတစ်ခါ project မှာပေးတော့ stick stone ဆိုတာကပါလေ stick stone ဆိုတာက STO token လို့ခေါ်တဲ့ digital တဲ့ငွေကြေးကိုအသုံးပြုပြီးတော့မတူညီတဲ့ application တွေဒါမှမဟုတ်တခြား crypto website တွေကနေပြီးတော့ stick in လုပ်မယ်ဆိုလို့ရှိရင်တခြားနောက်ထပ် crypto ရနိုင်မယ့် project တစ်ခုဖြစ်ပါတယ်။ဆိုတော့ STO token တွေကဘာအတွက်အသုံးပြုလို့ရလဲ။နောက်ထပ် STO token တွေဒါမှမဟုတ်တခြား crypto တွေရရှိဖို့အတွက် stick in လုပ်တဲ့အခါမှာ STO ကိုအသုံးပြုရမှာဖြစ်ပါတယ်။ပြီးတော့ governance token တွေထုံးစံအတိုင်း stick stone ဘယ်လိုအလုပ်လုပ်တယ်လဲဆိုတော့ကိုစောင့်ဖြည့်ရမှာ maybe ဘဏ်ဝင်ရှိပါတယ်။ ။အဲ့ဒါအပြင် crypto gain တွေမှာလည်းထည့်သွင်းနိုင်မှုကြိုးစားမယ်လို့ပြောထားပါသေးတယ်။ STO token ရဲ့ tokenomics ကကြတော့ထုတ်မဲ့စုစုပေါင်း token က10 billion STO token ရှိရယ်။ပြီးတော့ holder တွေကလည်းရမယ့် token ကတော့စုစုပေါင်း15သန်းဖြစ်ပါတယ်။ဒါပေမဲ့ထုတ်မဲ့စုစုပေါင်း token ရဲ့86.9%ဘဏ္ဍာကို lock lock ထားပြီးတော့ပြီးမှတဖိပေးခြင်းဈေးကွက်ထဲကိုဝင်လာမှာဖြစ်ပါတယ်။ Binance မှာစပြီးတော့ listing နှုန်းမဲ့ရက်ကတော့မေလ9ရက်နေ့2025ရဲ့ညဘက်10:00နာရီခွဲမှာဖြစ်ပါတယ်။ โอเคအခုဒီ project ရဲ့တက္ကသိုလ်ကိုသိပြီးတော့ပြီဆိုတော့ဒီတက္ကသိုလ်ကနာမည်ကြီးလာမှာလားစီးတက်လာမှာလား SDO ကမတူညီတဲ့ blockchain တွေကြောင့်ငွေကြေးကို algorithm ရှေ့ပြောင်းနိုင်ဖို့ကုနီပေးတာကြောင့် DeFi Log Address ကတော့အသုံးဝင်နေပြီးတော့ Binance ရဲ့ထောက်ခံတာလည်းရှေ့ပြီးတော့လဲပတ်နေတဲ့ token အရေအတွက်ကလည်းအခုချိန်ထိတိတ်မများသေးဘူးဆိုတော့ဝေလူအား2လာရဲဆိုလို့ရှိရင်တော့ဈေးတက်သွားနိုင်တယ်ဒါပေမဲ့ token တော်တော်များများကို lock ထားရုံဖြစ်ပြီးတော့နောက်ပိုင်းမှာ ပြန်ပြီးတော့ထုတ်ပေးနိုင်တာကြောင့်ဈေးကျသွားနိုင်တာလည်းရှိရပါတော့။ဒူအများကြီးကဒီ platform ကိုအသုံးမပြုဘူးဆိုရင်လည်းလောက်ကဲ့ရဲ့တန်ဖိုးကကျသွားနိုင်တယ်။ဒါပေမဲ့ crypto လောကကဘယ်ဟာမှတရားရပိုင်နှုန်းကြီးချိုးပြလို့မရပို့ဆိုတော့ကိုရိုင်းတခြားလေးလာပြီးမှပဲယင်းညွှန်နာမှုကိုလုပ်တဲ့မှာရယ်။အာ BNB တွေဝယ်ထင်နေဆိုလို့ရှိရင်တော့ဒီ link ကနေပြီးတော့သွားဝယ်လို့ရတယ်။ဒီ video ရဲ့ description မှာလည်း link ကြီးချပေးထားမယ်ပေါ့နော်။ပြီးတော့ Binance ကဲ PME coin တွေကလေဒီလိုမျိုးပတ်စစ် income နဲ့ရှာလို့ရတာမဟုတ်ဘူး။ စပေါ့တိုမာဂျင်တို့ trading လုပ်တဲ့အချိန်မှာ Binance BNB သုံးပြီးတော့ trading fees ပေးမယ်ဆိုရင်25%အောင်မှာအာ discount ထက်ရတယ်။အဲ့ဒါက crypto market ကုန်းနဲ့ဖွင့်ထားလို့20% discount ထက်ရတာနဲ့မဆိုင်အောင်တော့သူတက်တက်ထက်ရ။ဆိုတော့ပြောရလို့ရှိရင်ဒီ future trading fees မှာကကြတော့ဒီ10%ထက်ရတယ်။ဆိုတော့ပြောစင်တာက BNB holder တွေဆိုလို့ရှိရင် Binance ပေါ်မှာ passive income ရှာလို့ရတဲ့ project တွေ program တွေအများကြီးရှိရယ်။အာပြီးတော့ဒီလိုမျိုးတက်တက်ရတက်တက်ကြောင်းတွေလည်းအများကြီးရှိရယ်ပေါ့နော်။ ကိုက triple သုံးပြီးတော့ passive income ရှာဖို့စိတ်ဝင်စားတယ်သူဆိုလို့ရှိရင်ဒီလိုမျိုး finance ကဲ feature တွေကိုလိုက်ပြီးလေ့လာထားလို့ရတယ်ဆိုတော့ crypto မိတ်ပါနောက် video မှာပြန်လေးကြပါ